ဒီကနေ့အလူရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားအနုမောဒနာတရားအနေနဲ့မြတ်စွာဘုရားရဲ့မေတ္တာစွမ်းအားတရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်ပါတယ်လောကကြီးကို ငြိမ်းချမ်းစေခြင်းလေဆိုရင်မေတ္တာတရားကို ကိုစီကိုစီကျင့်သုံးရမှာဖြစ်ပါတယ်မေတ္တာတရားမပါဘဲနဲ့ကဘာကြီးဟာဘယ်တော့ခါမှမငြိမ်းချမ်းပါဘူးပိုပြီးထင်ရှားအောင်နားလည်အောင်နည်းနည်းလေးပြောရရင်ဆုံးကကာလမှာ လူသားတွေဟာဒေါသတွေအကြီးလာကြတယ်ပေါ့ဒေါသတွေအကြီးလာတဲ့အခါမှာထစ်ခနန်းချင်းတက်မယ်ခုတ်မယ်ဖြတ်မယ်ဒီလိုတွေဖြစ်လာတယ်အဲ့ဒီလိုတဦးနဲ့တဦးတရွာနဲ့တရွာတမျိုးနဲ့တမျိုးတနိုင်ငံနဲ့တနိုင်ငံတစ်ဖွဲ့နဲ့တစ်ဖွဲ့တက်ကြခုတ်ကြဖြတ်ကြရင်းနဲ့ ်တထံတရကတ်လို့ခေါ်တာပေါ့လက်နဲ့ဘေးတွေဆက်ရောက်တာအဲ့တော့အလွန်ကြောက်စရာကောင်းတဲ့လူတန်ပွဲကြီးကိုကြုံကြရမယ်တဲ့အနာကက်မှာဒေါသရဲ့အစွမ်းဒေါသကြောင့်ကဘာကြီးမှာလူတန်ပွဲကြီးကြုံကြရမယ်အဲ့ဒီခါမှာ လူတွေဟာကြောက်လန့်လာတယ်တွေ့ရင်သက်မြင်ရင်သက်ဆိုတော့အသက်ခံရမှာကိုကြောက်လာတယ်သူများတွေတတ်တာဖြစ်တာတွေကြည့်ပြီးကြောက်လာအဲ့ဒီမှာမေတ္တာစိတ်ကလေးစဖြစ်လာတယ်ငါကလည်းဘသူကမှဒုက္ခမပေးခြင်းဘူးငါကြောင့်ဘသူမှဒုက္ခမရောက်ပါစေနဲ့ဟောမေတ္တာကလေးဖြစ်လာတယ် ငါကိုလည်းဘယ်သူမှမငင်းစေပါစေနဲ့မေတ္တာစိတ်ကလေးတွေစဝင်လာတယ်။ငါလည်းဘယ်သူကမှဒုက္ခမပေးဘူးငါကိုလည်းဘယ်သူမှဒုက္ခမပေးပါနဲ့လို့မေတ္တာစိတ်ကလေးတွေဝင်လာတယ်အဲ့လိုမေတ္တာစိတ်ကလေးတွေဝင်ရာကနေပြီးတော့တဦးစားနှုတ်စားစသည်မေတ္တာစိတ်တွေဝင်ရာကနေပြီးတော့ဒုသက်ပွဲကြီးဟာရက်စဲသွားတယ်ပေါ့ လူသက်ဘွဲကြီးရဆဲသွားတဲ့အခါကျမှမေတ္တာတရားကြောင့်ကိုကျင်တရားတွေပြန်ကောင်းလာတယ်ကိုကျင်တရားတွေထွန်းကားလာတယ်အဲ့ဒီမှာလူသားတွေဟာမေတ္တာစိတ်နဲ့သီလတွေကိုထိန်းကြရင်းနဲ့အသက်တွေပြန်ရှည်လာကြတယ်အသက်တန်း10နှစ်ကနေပြီးတော့အသက်20ရှည်လာတယ်အသက်20ကနေအသက်30 40 50 စသည်အသက်တန်းတွေတပြေးတပြေးနဲ့ပြန်ပြန်ရှည်လာတာလူသားတွေအသက်တိုလာတယ်ဆိုတာကိလေသာတွေအာကြီးလို့ဒုစရိုက်တွေများလို့ရာသီဥတုတွေမမှန်တော့ဘူးအစာအသောက်တွေကအာဟာရမပြည့်ဝတော့ဘူးဒါကြောင့်ယောဂါတွေများပြီးအသက်တန်းတွေတိုးလာတာအကိုကျင်တရားကောင်းတဲ့ခင်ရောက်တဲ့အခါမှာမေတ္တာတွေအာကြီးတဲ့ခင်မှာကြတော့ လူစရိုက်တွေလည်းနည်းလာတယ်။ရာသီဥတုလည်းပြန်ပြီးတော့ပုံမှန်ဖြစ်လာတယ်။အစားအသောက်တွေဟာလည်းအစီဩဇာတွေပြည့်ဝပြီးတော့ခန္ဓာကိုယ်ကြန့်ခိုင်ပြီးတော့အသက်တမ်းတွေပိုးချေလာတယ်။ဒါကြောင့်ကဘာကြီးကိုငြိမ်းချမ်းစေခြင်းနဲ့ဆိုရင်ကိုယ်စီကိုယ်စီမေတ္တာတရားကိုကျင့်သုံးကြရမှာဖြစ်တယ်ပေါ့။မေတ္တာမပါဘဲနဲ့ကဘာကြီးဒီဘယ်တော့ဘယ်တော့ခါမှငြိမ်းချမ်းမှာမဟုတ်ဘူးပေါ့။ အေကောင်းပြီလေတော့ဦးဇင်းတို့မြတ်စွာဘုရားရဲ့မေတ္တာဆွမ်းအားကိုဒီနေ့နာယူမှတ်သားကြင်ညိုကြရမှာဖြစ်တယ်ပေါ့တခါတော့ကမြတ်စွာဘုရားရှင်တန်ခါ1250နောက်ပါခြံရမ်းပြီးတော့ခရီးကြွားတော်မူတယ် ်တန်ခါ1250နောက်ပါခြံရံပြီးတော့ကုတိနာရုံပြည်ကိုမြစ်စွာဘုရားရောက်တယ်ကုတိနာရုံဆိုတာမန္လမင်းသားတွေအုပ်ချုပ်တဲ့တိုင်းပြည်သူတို့ရဲ့အုပ်ချုပ်ပုံစနစ်ကအဖွဲအစည်းနဲ့အုပ်ချုပ်တာလွတ်တော်နဲ့အုပ်ချုပ်တဲ့စနစ်အဲ့ဒီကိကတဲ့ကရှိတယ် ်ဦးတယောက်ကိုခေါင်းဆောင်တင်ပြီးအုပ်ချုပ်တာမျိုးမဟုတ်ပဲနဲ့အဖွဲ့အစည်းနဲ့အုပ်ချုပ်တာအဲ့တော့အဲ့ဒီလွတ်တော်ကမန္လမင်းသားတွေဟာမြတ်စွာဘုရားအပေါ်မှာ ကြည်ညိုတဲ့အတွက်ကြောင့်ငါတို့မျိုးကိုဘုရားအမှုရှိတဲ့တန်ဃာတွေကြွလာမှာဖြစ်တယ်ဒီတော့မျိုးသူမျိုးသားတွေအားလုံး မြတ်စွာဘုရားကိုခยีဦးကြိုဆိုကြရမယ်အမိန့်ထုတ်လိုက်တယ်မြတ်စွာဘုရားကိုကြည်ညိုသည်ဖြစ်စေမကြည်ညိုသည်ဖြစ်စေဘုဒ္ဓဘာသာဝင်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေခยีဦးကြိုဆိုကြရမယ်အေးခยีဦးမကြိုဆိုတဲ့ပုဂ္ဂိုလ်ဓာငွေ90ချစ်ခက်က90ဆိုတာအလွန်တန်ဖိုးရှိတာကိုခยีဦးမကြိုဆိုရင်ဓာငွေ90ရိုက်ခံရမယ်လို့ လွတ်တော်ကနေအမိန့်ထုတ်လိုက်တယ်ဆိုတော့ဘုရားမှုရှိတဲ့တန်ခါးတွေကြွလာတော့အားလုံးကတောင်းတောင်းဖြားဖြားကြင်ညိုကြမြတ်စွာဘုရားကိုခရီးဝကြိုဆိုကြဘယင်းအမိန့်ကြောင့်လဲပါတယ်ဒီလွတ်တော်ရဲ့အမိန့်ကြောင့်လဲပါတယ်ပေါ့ဆိုတော့အဲ့ဒီမှာအချင်းအာနန္ဒာရဲ့ငယ်တငယ်ချင်းတူလဲပါတယ် ့နာမည်ကရောဇာလို့ခေါ်တယ်။အရှင်အာနန္ဒာရဲ့ငယ်တငယ်ချင်းရောဇာလည်းပါတယ်။သူကဗုဒ္ဓဘာသာမဟုတ်ဘူး။ဖျားကိုမကြည်ညိုဘူး၊တရားကိုမကြည်ညိုဘူး၊တန်ခါကိုမကြည်ညိုဘူး။ဒံငွေ90ဆောင်ရမှာစိုးလို့ဒံငွေဆောင်ရမှာစိုးလို့အများနည်းတူဖျားမှုရှိတဲ့တန်ခါကိုခရီးဦးလာကျိုးဆိုတာ။ ဒီရောဇလို့ခေါ်တဲ့မင်းသားကဘလောက်တောင်မှသိုးတယ်လဲဆိုရင်တခါတုန်းကအရှင်အာနန္ဒာနဲ့စုံတဲ့အခါမှာအရှင်အာနန္ဒာကိုလူထွက်ခိုင်းတာအရှင်ဘုရားအာနန္ဒာတပည့်တော်မှာစည်းစိမ်ဥစ္စာတွေအလွန်ပေါများပါတယ်ဒီတော့အရှင်ဘုရားလူထွက်ပါတပည့်တော်ရဲ့စည်းစိမ်ဥစ္စာတဝက်အရှင်ဘုရားကိုခွဲပေးမယ် တပည့်တော်တို့နှစ်ဦးကာမဂုဏ်ခံစားကြရအောင်တပည့်တော်ရဲ့ပိုင်ဆိုင်မှုတွေကို အရှင်မယားကိုတဝက်ပေးမယ်အဲ့ဒီလိုမျိုး အရှင်အာနန္ဒာကိုလူထွက်ဖို့ဆွဲခဲ့ဘူးတဲ့အဲ့တော့ဗုဒ္ဓဘာသာ မဟုတ်တာကိုပြောပြတာအဲ့တော့မြတ်စွာဘုရားအမှုရှိတဲ့တန်ခါကိုခရီးဥကြိုဆိုတဲ့ ရိသတ်တွေထဲမှာအရှင်အာနန္ဒာရဲ့တန်ငယ်ချင်းရောဇမင်းသားလည်းပါလာတော့အရှင်အာနန္ဒာကဝမ်းသာသွားတယ်။ငါတန်ငယ်ချင်းပြောင်းလဲသွားပြီပေါ့။ဖရာတရားတန်ခါကို မကြင်ညိုတဲ့တန်ငယ်ချင်းကြီးအခုတော့ဖရာကိုကြင်ညိုသွားပြီထင်ပါရဲ့။ဖရာမှုရှိတဲ့တန်ခါကိုခကြီးဦးလာကြိုးဆိုနေတယ်။အဲ့ဒါနဲ့အရှင်အာနန္ဒာကတငယ်ချင်းစီကိုတွားပြီးတော့ ဘယ်နဲ့လဲတငယ်ချင်းငါဝမ်းသာတယ်ကွာအခုလိုမင်းအမြင်မှန်ရပြီတော့ဖခင်အမှုရှိတဲ့တန်ခါကိုခကြီးဦးလားကြိုဆိုတာငါဝမ်းသာတယ်အရှင်အနန္ဒာကသူ့တငယ်ချင်းဘာသာပြောင်းပြီးထင်းပြီးတော့ဝမ်းသာနေတာအဲ့တော့မင်းသားကပြန်ပြောတယ်အရှင်ဘုရားအနန္ဒာဝမ်းသာမနေနဲ့တပည့်တော်ကအရှင်ဘုရားလို့ဖခင်ကိုကြည်ညိုလို့မဟုတ်ဘူးလို့ ဓာန်ငွေ90ဆောင်ရမှာဆိုလို့အများနီးသူထွက်ပြီးတော့ခီးဦးလာကြိုးဆိုတာအဲ့လိုလဲပြောလိုက်ကွာအရှင်အာနန္ဒာစိတ်မကောင်းဖြစ်သွားတယ်ဖြစ်မှဖြစ်ရလေတကယ်ချင်းရယ်ပေါ့အဲ့နဲ့စိတ်မကောင်းဖြစ်သွားတော့မြတ်စွာဘုရားစီသွားပြီးတော့လျှောက်တယ်အရှင်ဘုရားမြတ်စွာဘုရားတပည့်တော်ရဲ့တကယ်ချင်းရောဇာမင်းသားဟာအလွန်ချမ်းသာကြွယ်ဝပြီးတော့နာမည်ကြီးပါတယ် ဒါပေမဲ့သူကဗုဒ္ဓဘာသာဝင်မဟုတ်ဘူးဖရာတရားတန်ခါကိုမကြည်ညိုဘူးရှင်ဗျာသူသာအကယ်၍ဗုဒ္ဓဘာသာကိုကြောင်းလာခဲ့ရင် အလွန်အကျိုးများမှာပါရှင်ဗျာဗုဒ္ဓဘာသာကိုကြောင်းလာခဲ့ရင်တော်တော်လေးတန်ဖိုးရှိမှာပါဗျာအဲ့ရှင်ဗျာတပည့်တော်ရဲ့တငယ်ချင်းကိုကဲပါဦးဆိုတော့ရှင်အာနန္ဒာကဖရာကိုတောင်းဆိုတယ်အဲ့တော့မြတ်စွာဘုရားကမိတ်အာနန္ဒာတဲ့ ရောဇာမင်းသားဖယားရှင်ကို ကြီးညိုလောင်အောင်လှုပ်ဖို့ဟာမခက်ပါဘူးတဲ့ဖယားအတွက်ကဒါဒီလိုကိစ္စမျိုးကလွဲပါတယ်ဘာမှမခက်ပါဘူးစိတ်အေးထားပါအဲ့တော့မြတ်စွာဘုရားဘာလုပ်တယ်လဲဆိုတော့မေတ္တာပို့တာပုံမှန်ဆိုလို့ရှိရင်မြတ်စွာဘုရားကတလောကလုံးကို ဖြန့်ပြီးတော့မေတ္တာပို့တယ်အနောဒိတ်တာမေတ္တာလို့ခေါ်တယ်မေတ္တာကနှမျိုးရှိတယ် တတ္တဝါအများကို ဖြန့်ပြီးပို့တဲ့မေတ္တာကိုအနောဒိဋ္ဌမေတ္တာလို့ခေါ်တယ်။ရည်စူးပို့တဲ့မေတ္တာကိုကြတော့ဩဒိဋ္ဌမေတ္တာလို့ခေါ်တယ်။ရည်စူးပို့တဲ့မေတ္တာနဲ့မရည်စူးဘဲနဲ့ပို့တဲ့မေတ္တာလို့မေတ္တာနှမျိုးရှိတယ်။အဲ့တော့မြတ်စွာဘုရားသည်လိုအပ်လာပြီဆိုရင်တဦးတယောက်တည်းကိုစူးစမ်းပြီးတော့ရည်စူးမေတ္တာပို့တယ်။ပါဠိလိုပြောရင်ဩဒိဋ္ဌမေတ္တာလို့ခေါ်တယ်။ အခုလည်းပဲရောဇာမင်းသားကိုစိတ်ပြောင်းသွားအောင်လို့မြတ်စွာဘုရားရှင်ဩဒိဋ္ဌမေတ္တာယေရှုမေတ္တာပို့တော်မူတယ်။ဘုရားရှင်ရဲ့တမာတိစွမ်းအားကအလွန်အစင်မြဲတယ်။အဲ့တော့မြတ်စွာဘုရားရဲ့မေတ္တာစွမ်းအားအလွန်အစင်မြဲတဲ့အတွက်ကြောင့်ရောဇာမင်းသားရဲ့စိတ်ကချက်ချင်းပြောင်းလဲသွားတယ်။ဖျားကိုမကြည်ညိုတဲ့စိတ်ဖျားကိုမတွေးကျင်တဲ့စိတ်ကနေဖျားကိုတွေးကျင်တဲ့စိတ် ကြည်ညိုတဲ့စိတ်ကိုပြောင်းလဲသွားတယ်မေတ္တာဆွမ်းအားနော်မေတ္တာရဲ့ဆွမ်းအားဖခင်ရဲ့မေတ္တာတမာတိက အလွန်ကြီးတာကိုဒါကြောင့်ဦးဇလုံးတက္ကရာကမတွေအနေနဲ့မေတ္တာတရားဟာငိမ့်ချမ်းကြောင်းလက်နက်ကောင်းတရားလက်နက်ကောင်းတစ်ခုဖြစ်တယ်ဒါပေမဲ့ဦးဇလုံးမြန်မာလူမျိုးတွေကမေတ္တာတရားဒီစွမ်းမှန်းနဲ့သိတယ်ဒါပေမဲ့ အမြဲတမ်းမပွားဘဲနဲ့အခက်အခဲကြုံမှ အရေးကြုံမှထပွားတာအဲ့ဒါမျိုးကတိတ်မစွမ်းဘူးနော်တကယ်မေတ္တာတရားကို စွမ်းကျင်တယ်ဆိုရင်အာစိန်ကံအမြဲတမ်းပွားနေမှဖြစ်မှာအရေးကြုံမှထပွားတဲ့မေတ္တာမျိုးကနော်အစွမ်းထက်မှုအားနည်းတယ်အစွမ်းထက်မှုအားနည်းတယ်ထက်ကထက်က လက်ကျင်ပွားများနေတဲ့မေတ္တာသာလျင်ပို့ပြီးတော့အဆန်းထက်တဲ့ပုံဒါကြောင့်အရေးအကြောင်းရဲ့ကြုံလာရင်မေတ္တာကိုအားကိုးချင်ပါတယ်ဆိုရင် အရေးကြုံမှပွားတာမျိုးမဟုတ်ပဲနဲ့နေ့စဉ်ဘဝမှာမေတ္တာတရားကိုလက်ကင်ထားပြီးနေသင့်တယ်ကျင့်သုံးသင့်တယ်ပွားများအထုပ်သင့်တယ်ပေါ့တော်တော်များများကတော့ယဟန်တော်တွေရော လူပုဂ္ဂိုလ်တွေရောအရေးကြုံမှဒုက္ခရောက်မှမေတ္တာထားဖို့ရတာရှိတယ် အဲ့ဒီလိုမေတ္တာမျိုးကပိတ်မစွမ်းတတ်ဘူးတမာတိအားနည်းတာပေါ့နော်မေတ္တာစိတ်ကအားနည်းတယ်တမာတိကအားနည်းတယ်အဲ့တော့အစွမ်းသိမ့်မထွက်တတ်ဘူးအမြဲတမ်းပွားနေတဲ့မေတ္တာဆိုရင်မေတ္တာစိတ်ကလည်းထက်သန်တယ်တမာတိကလည်းအားကောင်းတော့စွမ်းနေပေါ့နော်ဒါလေးလည်းဥစ္စာတော်တက္ကရာကမတွေသတိပြုတဲ့ပါတယ်အဲကြောင့်မေတ္တာတရားရဲ့အကျိုးကိုခံစားခြင်းနဲ့မေတ္တာအစွမ်းကိုမြင်ခြင်းနဲ့တွေ့ခြင်းနဲ့ဆိုရင်တော့ အမြဲတမ်းပွားကြည့်ပါအမြဲတမ်းမေတ္တာနဲ့နေထိုင်ကြည့်ပါမြတ်စွာဘုရားကမေတ္တာတုံမှာပြောတယ်တိတ်ထန်စရံနိသိန်နောဝါသွားလဲမေတ္တာပို့ပြီးသွားထိုင်လဲမေတ္တာပို့ပြီးထိုင်အိတ်လဲမေတ္တာပို့ပြီးအိတ်လမ်းလျှောက်လဲမေတ္တာပို့ပြီးလမ်းလျှောက်သွားရဲ့ထိုင်လျောက်ဘာလုံးလုံးမေတ္တာစိတ်ကလေးနဲ့လောက်ပါမေတ္တာစိတ်ကလေးနဲ့သွားပါမေတ္တာစိတ်ကလေးနဲ့ပြောပါအဲ့ဒီလိုမျိုးမေတ္တာကိုနေ့စဉ်ဘဝမှာကျင့်သုံးရမှာပေါ့နော် အဲ့လိုမေတ္တာမျိုးကစွမ်းပါတယ်အခုလဲဦးဇင်းတို့မြတ်စွာဘုရားရဲ့မေတ္တာကအရေးကြုံမှထပ်ပွားတဲ့မေတ္တာမျိုးမဟုတ်ပါဘူးเนาะအမြဲတမ်းပွားနေတဲ့မေတ္တာပါတောလောကလုံးကို ဖြန့်ထားတဲ့မေတ္တာကိုစုစည်းပြီးတော့ဩဒိတမေတ္တာရောဇမင်းသားတဦးတည်းကိုပုံဩပြီးတော့ပို့လိုက်တာရည်စူးပြီးတော့ပို့လိုက်တာမေတ္တာအလွန်ဆွမ်းတယ်ပေါ့ချက်ချင်းပဲအဲ့ဒီမင်းသားရဲ့စိတ်ကပြောင်းလဲပြီးတော့ ဖယားရှင်ကိုဖူးမြော်ခြင်းနဲ့စိတ်တွေတပွားပွားပေါ်ပြီးတော့ចောင်းကိုချက်ချင်းယောက်လာတာပဲချက်ချင်းចောင်းကိုလိုက်လာတာဖယားဗမာလဲအရှင်ဗျာဖယားဗမာလဲဗျာဖယားရှိတဲ့နေရာကိုလိုက်မေးစုံစမ်းပြီးလိုက်လာတာနောက်မြတ်စွာဘုရားကိုဖူးမြော်ကြတော့ပြီးတော့တရားနာမြတ်စွာဘုရားကအဲ့ဒီမှာမဂ်ကင်ရှင်ပါတရားတတိပဋ္ဌာန်တရားတွေဟောကြားပေးတယ်ပေါ့အဲ့တော့ဘုရားရဲ့တရားတော်ကအလွန်ရိုးချင်းတယ်တရားဒဂမများ ဖရာတရားဟာယူခြင်းတယ်တရားဆိုတာမိမိရဲ့ခန္ဓာနဲ့မိမိရဲ့စိတ်ကိုဒီယုံနဲ့စိတ်ကိုစောင့်ကြည့်ရတဲ့အလုပ်ပဲတရားအထုတ်တယ်ဆိုတာထွေထွေတူးမဟုတ်ဘူးဒီခန္ဓာကိုစောင့်ကြည့်နေတာကိုယ်ခန္ဓာကိုလှုပ်ရှားမှုအားလုံးကိုစောင့်ကြည့်လက်လှုပ်ရင်လက်ကိုကြည့်ခြေလှုပ်ရင်ခြေကိုကြည့်ခေါင်းလှုပ်ရင်ခေါင်းကိုကြည့်ခန္ဓာကိုယ်တကယ်လုံးရဲ့လှုပ်ရှားမှုတွေကိုစောင့်ကြည့်နေတာပဲ ပြီးရင်ဘာကိုကြည့်ရမလဲဆိုတော့မြင်တာမြင်တာကိုစောင့်ကြည့်ကြားတာကိုစောင့်ကြည့်နမ်းတာကိုစောင့်ကြည့်เนาะအရသာရှားမှာပါဇက်တဲ့ကိုအာဟာရတွေထည့်လိုက်တဲ့အရသာစောင့်ကြည့်ခန္ဓာကိုယ်မှာထိတွေ့တာเนาะထိတွေ့မှုတွေကိုစောင့်ကြည့်အဲတော့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့လှုပ်ရှားမှုတွေကိုစောင့်ကြည့်ရတယ်မျက်စိနားနှာခေါင်းလျှာကိုဒီ၅မျိုးကိုစောင့်ကြည့်ရတယ်မိမိရဲ့စိတ်ကိုစောင့်ကြည့်ရတယ် ဘာတွေတွေးနေလဲဘာကြောင့်တွေးတယ်လဲဘလို့တွေးတယ်လဲစိတ်ကလေးတွေကိုစောင့်ကြည့်အဲအဲ့ဒီလိုကိုယ့်ရဲ့ယုံနဲ့ကိုယ့်ရဲ့စိတ်ကိုစောင့်ကြည့်နေတဲ့အလုပ်ကိုတရားအထုတ်တယ်တရားမှတ်တယ်တရားရှုတယ်လို့ခေါ်တာပဲအဲ့တော့မြတ်စွာဘုရားကအဲ့လိုတတိပဌံလမ်းစဉ်ကိုရောဇာမင်းသားကိုဟောကြားပေးတယ်အဲ့ရောဇာမင်းသားကတရားနာရင်းနဲ့သူ့ခန္ဓာကိုယ်ကိုစောင့်ကြည့်တယ်တစ်ဖက်ကလည်းတရားနာနေတယ် တစ်ဖက်ကလည်းသူ့ရဲ့စိတ်ကအလုံးလုံးနေတယ်ခန္ဓာကိုယ်မှာဘာတွေဖြစ်ပျက်နေသလဲစိတ်မှာဘာတွေပေါ်နေသလဲစိတ်ကဘာတွေဘလိုတွေဖြစ်နေသလဲဆိုတာပေါ့စိတ်ကိုစောင့်ကြည့်ရုပ်ကိုစောင့်ကြည့်ခန္ဓာကိုယ်ကိုစောင့်ကြည့်တယ်စိတ်ကိုစောင့်ကြည့်တယ်အဲ့တော့တရားနာရင်ခန္ဓာကိုယ်စောင့်ကြည့်ရင်တရားနာရင်ခန္ဓာကိုယ်စောင့်ကြည့်ရင်လည်းတောတာပန်ဖြစ်သွားတာဖခင်ရဲ့မေတ္တာဆွမ်းအားနော်မေတ္တာဆွမ်းအားကြောင့်ဖခင်ရှင်ရဲ့မျက်မှောက်ကိုရောက်လာတယ် နောက်ဘုရားတရားဓမ္မတွေဟောကြားပြီးတော့သောတာပန်ဖြစ်သွားတာမေတ္တာရဲ့ဆွမ်းအားတွေဒါကြောင့်ဦးဇင်းတို့ရန်သူကိုယ်တော်မှ စိတ်ပြောင်းလဲအောင်လုပ်နိုင်တဲ့လက်နက်တွေမေတ္တာပဲနော်ရန်သူကိုယ်တော်မှစိတ်ပြောင်းအောင်လုပ်နိုင်တဲ့တရားဟာမေတ္တာပဲဒါပေမဲ့စောစောကပြောခဲ့သလိုအရေးကြုံမှပို့တဲ့မေတ္တာမျိုးတော့မဟုတ်ဘူးနှစ်ပေါင်းများစွာ လေ့ကျင့်ထားတဲ့မေတ္တာဖြစ်ဖို့တော့လိုတယ်ပေါ့။တက္ကရကမများယုံယုံကြည်ကြည်နဲ့မေတ္တာကိုနေ့စဉ်ပွားများအထောက်ကြည့်ပါ။နော်။ကြာလာလေးလေးအစွမ်းထက်လေးလေးပဲပေါ့။အေးအဲ့တော့ဒီရောဇာမင်းသားဟာမြတ်စွာဘုရားထံမှာတရားဓမ္မတွေနာယူပြီးကြင့်ကြံလိုက်တာတောတာပြန်ဖြစ်သွားတယ်။အဲ့တော့သူမြတ်စွာဘုရားကိုပစ္စည်းလေးပါဖိုက်တယ်။အရှင်ဘုရားတဲ့။ အရှင်ဘုရားအလိုရှိတာမှတ်သမျှတပည့်တော်တဦးထဲအထံမှာပဲအလူခံမှာဘု து ထံမှာမှအလူမခံပါနဲ့တရာတရားအလွန်ကောင်းသွားပြီနော်သောတာပန်ဖြစ်သွားပြီဆိုတော့အလွန်တရာတရားကောင်းသွားပြီဘုဇလို့ယဟန်တော်တွေဝီနီတစ်ခုရှိတာကမိမိတို့ရဲ့ဆွေမျိုးလည်းမဟုတ်ဘူးအလိုရှိရာကိုအလူခံမှာ မိမ့်ပါလို့လဲဖိတ်မှန်ထားခြင်းမရှိဘူးဆိုရင် ဦးဇင်းတို့ PC မတောင်းကောင်းဘူးပေါ့တပိတ်သင်္ကန်းစသည်စာအုပ်စာတန်းစသည် PC တွေကို တောင်းချင်တယ်အလို့ခံမဲ့ဆိုရင်ဆွေမျိုးတော်ရင်လည်းတော်ဆွေမျိုးတော်ရင်လည်းတိုက်ရိုက်ပါဇက်နဲ့ပြောပြီးတောင်းကောင်းတယ်အလို့ရှိတာကိုအလို့ခံပါလို့ PC လေးပါဖိတ်မှန်လျှောက်ထားရင်လည်းတောင်းကောင်းတယ်ဆွေမျိုးလည်းမတော်ဘူး PC လေးပါလည်းမဖိတ်မှန်ထားဘူးဆိုရင်မတောင်းကောင်းဘူးပေါ့ရဟန်းတော်ဒီမှာစီကန်းရှိတယ် အဲဒီနေ့ခေတ်ကတော့အဲ့လိုစည်းကမ်းတွေကိုမလိုက်နာတော့သာသနာတော်ညှို့နှမ်းလာတယ်တွေ့ကြရလူတွေစီကလိုက်အလူခံကားပေါ်တွေတက်ပြီးအလူခံရထားပေါ်တွေတက်ပြီးအလူခံလမ်းစုံလမ်းခွာတွေမှာအလူခံဈေးတွေထဲမှာအလူခံဆိုတော့ဘုဒ္ဓဘာသာဘုန်းတော်ကြီးညာရဲ့ပုံရိပ်ကကြဆင်းလာတယ်ဘာဖြစ်လို့လဲဆိုတော့ဗုဒ္ဓရဲ့ဥပဒေဗုဒ္ဓရဲ့စည်းကမ်းကိုမလိုက်နာလို့ပေါ့သာသနာညှို့နှမ်းလာတယ်ဘာသာကြားတွေအမြင်မှာအထင်သေးစရာတွေဖြစ်လာတယ်ပေါ့ မြတ်စွာဘုရားကအလွန်စိတ်ကမ်းကြီးပါတယ်နော်အလွန်စိတ်ကမ်းကြီးတယ်မလိုက်နာကြလို့ဦးဇင်းတို့သာသနာညှိုးနှိုင်းလာတာသာသနာပုံရိပ်ကြဆင်းလာတာအခုဒီမှာသောတာပန်ဖြစ်တဲ့မင်းသားကမြတ်စွာဘုရားကို၆တဲ့အရှင်ဘုရားနဲ့အလိုရှိသမျှပစ္စည်းကိုတပည့်တော်တဦးထဲထံမှာပဲအလူခံပါအခြားပုဂ္ဂိုလ်တွေထံမှာအလူမခံပါနဲ့တရားတရားကောင်းလွန်းတော့သူ့ပစ္စည်းကိုပဲသုံးစေချင်တာလေသူ့ပစ္စည်းကိုပဲအလူခံစေချင်တယ်အဲ့ဒါထုံးစံပဲ ဲ့ဒါတရားတရားကောင်းသူတို့ရဲ့ထုံးစံပဲကိုပစ္စည်းလိုပဲသုံးစေခြင်းနဲ့ကိုအဆုံးလေးပဲဖုံးပေးစေခြင်းနဲ့ကိုတင်ငန်းပဲဝတ်စေခြင်းနဲ့ဒါတရားတရားကောင်းသူတို့ရဲ့ထုံးစံအခုဒီသောတာပန်တရားကြီးကမြတ်စွာဘုရားကိုအဲ့လိုလျှောက်တာရှင်မယားတပည့်တော်ပစ္စည်းကိုပဲအလူခံမှာသူများပစ္စည်းအလူမခံပါနဲ့ဆိုတော့မြတ်စွာဘုရားကပြောတယ်မင်းသားတဲ့အရိယာဖြစ်သွားတဲ့ပုံကိုယ်တွေဟာဒီတိုင်းပဲတဲ့တရားကြီးတန်တန်မှာဖြစ်တယ်လို့မျိုး တခြားအရိယာသူတော်ကောင်းတွေရဲ့တန်တန်မှာလည်းဖြစ်တယ်ငါပစ္စည်းကိုပဲအလူခံပါငါပစ္စည်းကိုပဲသုံးပါအခြားသူတွေထံမှာအလူမခံပါနဲ့အခြားသူတွေရဲ့ပစ္စည်းကိုမသုံးပါနဲ့ဆိုတော့စိတ်ထားမျိုးကတကားတူးတည်းဖြစ်တာမဟုတ်ဘူးတဲ့အခြားအခြားသောအရိယာသူတော်ကောင်းတွေမှာလည်းအဲ့ဒီလိုစိတ်အဲ့ဒီလိုသဘောထားဖြစ်ပါတယ်တဲ့ဒါကြောင့်တကားကြီးသိခံပါတဲ့တတဝါအလုံးကိုမြတ်စွာဘုရားဆိုတာချိမြောက်ပေးရတာမို့လို့တကားကြီးထံမှာလည်းလိုအပ်ရဲ့အလူခံပါမယ် အခြားအခြားသောတရားကမတွေရဲ့ပစ္စည်းလေးပါးကိုလည်းအလူခံသုံးဆပေးမှဖြစ်တယ်ဆိုပြီးမြတ်စွာဘုရားကနော်ချိမြောက်သောအားဖြင့်အာလုံးသောတရားကမတွေကိုချိမြောက်နိုင်ချိမြောက်ရမယ်ဆိုတဲ့အကြောင်းလေးကိုပြန်မင့်ခဲ့တယ်ပေါ့နောက်ရောဇာမင်းသားကစဉ်းစားတယ်ဖရာမှုရှိတဲ့တန်ခါကိုဆွန့်ကတ်ခြင်းတယ်တမထူးထူးဆန်းဆန်းသူက သူများမကတ်တာကိုသူကတ်ခြင်းလားအများသူငါကတ်နေကြမျိုးမဟုတ်ဘဲနဲ့တန်ခါတော်များအနေနဲ့ ဖုံးရခဲ့တဲ့ဟာဘာရှိမလဲပေါ့လေတန်ဃာတော်များဒီသူများလှူမဖုံးပေးရတာမဟုတ်လို့เนาะလက်ထက်မှာပတ်စံရှိတယ်ဆိုရင်တော့ကိုစားကျင်တာဝယ်စားမှာပေါ့ဖုံးကြီးဆိုတာကလက်ထက်မှာပတ်စံလည်းမရှိကိုယ်တိုင်လည်းဈေးဝယ်စားတော့လို့မရချက်ပြုတ်စားတော့လို့မရသူများကတ်တာမှာစားရတာဆိုတော့တန်ဃာတော်များချာချာပါပါเนาะဖုံးရခဲတဲ့ဟာဘာများရှိမလဲဆိုပြီးတော့သူကအเจ้าကိုနေတိုင်းသွားလေ့လာတာ တန်ဃာတော်တွေဆုံးဖုံးပေးခြင်းဆိုရင်เจ้ามาตั้วเล่ลาတန်ဃာတော်တွေဘာနဲ့ဖုံးလဲဘာဟင်းဖုံးပေးရလဲဆိုတော့သူဘာတွေ့လဲဆိုတော့အော်တန်ဃာတော်တွေအချိုပဲမဖုံးရအောင်တန်ဃာတော်တွေကိုအချိုပဲလောင်းတဲ့လူအားနည်းတယ်အချိုပဲလူတဲ့လူနည်းတယ်မှတ်ထားလားနောက်တစ်ခုကအရွယ်စိမ့်ကြော်တယ်ပေါ့နော်အစိမ့်ကြော်ဒီအရွက်တွေကိုအစိမ့်ကြော်တာမျိုးတန်ဃာတော်ကိုကတ်တာမတွေ့ရအောင် ဒီတော့သမေဆာဘုရားကိုသွားချောက်တယ်အရှင်ဘုရားတပည့်တော်ចောင်းတိုက်ကိုသွားပြီးတော့လေးလာတော့တန်ဃာတော်တွေကိုအရှုပ်ဘက်ကတက်တူမရှိဘူးနောက်ဟင်းရဲစိမ့်ကျော်လောင်းလူတာလည်းမတွေ့ရအောင်တပည့်တော်လူပရားစီအရွယ်စိမ့်ကျော်ရဲ့အချိုးပွဲမုံပဲတရေစာတွေကိုတပြည့်တော့ကက်လူပြရစေဖခင်ကခွင့်ပြုတယ်လှူပေါ်တဲ့နော်လှူလို့ရတယ်အဆက်တယ်ပေါ့နော်အရွယ်စိမ့်ကျော်အဆက်တယ် အချိုးပွဲတွေအဆက်တယ်ပေါ့အဲ့တော့ဒကာကြီးကအဲ့ဒါနဲ့ဖရာမှုရှိတဲ့တန်ခါ1250ကိုအရွယ်စိမ့်ကြော်တွေကတ်တယ်အချိုးပွဲတွေကတ်ယဟန်တော်တွေကမဖုံးမွေးဘာလို့မဖုံးမွေးလဲဆိုတော့ရှစ်ခေတုန်းကဖရာက၃ပါလုတ်ပါလို့မပြောရင်၃ဆွဲလည်းမရှိဘူးလုတ်လည်းမရှိဘူးဖရာရှင်ရဲ့နှုတ်မြတ်စကား မရှိဘူးဆိုရင်ယဟန်တော်တွေကလှုပ်လှုပ်ထမရှိကြအောင်ဖခင်ကဒါကိုဖုံးပေးနိုင်ပါတယ်စားကြပါလို့ခွင့်မပြုရင်ယဟန်တော်တွေကစားလို့မရှိဘူးအခုလဲဒီအရွယ်စိမ့်ကြော်နဲ့မုတ်ပဲတရေစားတွေအချိုပွဲတွေကလှူလိလှူထမရှိဘူးစားနေကြမဟုတ်ဘူးနောက်ဖခင်ကလည်းပဲယဟန်တော်တွေဖုံးပေးနိုင်ပါတယ်လို့ဝီနည်းဥပဒေမထုတ်ထားဘူးအဲ့တော့ယဟန်တော်တွေကမဖုံးပေးကြဘူးအရွယ်စိမ့်ကြော်မဖုံးပေးကြဘူးအချိုပွဲတွေမဖုံးပေးကြဘူး အလုံးကြီးညို့ဖို့ကောင်းတယ်နော်ဖခင်ကမဖုံးပေးပါလို့ခွင့်မပြုရင်ရဟန်းတော်တွေကမလုပ်ကြအောင်မဖုံးပေးကြအောင်ချစ်ခက်ကအဲ့လိုကြင့်ကြတာအဲ့တော့မြတ်စွာဘုရားသိသွားတော့အေးရဟန်းတို့ဒီအရွယ်စိမ့်ကျော်သည်အဆက်တယ်ဖုံးပေးနိုင်ပါတယ်အချိုးပွဲသည်အဆက်တယ်ဖုံးပေးနိုင်ပါတယ်လို့ဘုရားကဝိနည်းဥပဒေထုတ်ပြန်လိုက်တယ်အချိုးပွဲအဆက်တယ်အစိမ့်ကျော်တွေအဆက်တယ်ဖုံးပေးနိုင်ပါတယ်လို့ဘုရားခွင့်ပြုလိုက်မှာ ယဟန်တော်တွေဟာရဲရဲဝံ့ဝံ့နဲ့စိတ်ချမ်းချမ်းသာသာနဲ့တကာကြီးကက်လူတဲ့ဥစ္စာကိုဖုံးပေးတောင်းဆောင်ကြတယ်ပေါ့အင်းအဲ့တော့ရောဇာမင်းသားကိုအကြောင်းပြုပြီးတော့အဆံမရဟာဝီနီဥပဒေတရက်ပြည့်ညက်ခဲ့ရတယ်ပေါ့အချိုးပွဲခွင့်ပြုခဲ့တယ်အရွယ်စိမ့်ကြော်နေခွင့်ပြုခဲ့တယ်အေးအဲ့တော့ပြောချင်တာကတော့ဒီတရားဒေသနာတော်မှာမေတ္တာဆွမ်းအားပါပဲเนาะဖယားရှင်ရဲ့မေတ္တာဟာအလွန်ဆွမ်းတယ် အပြည့်လို့လဲဆိုတော့တမာတိအလွန်ကောင်းတယ်ဖယားရဲ့တမာတိကအလွန်ကောင်းတဲ့အတွက်ကြောင့်ရိုင်းနေတဲ့သူကိုတော့မှယင်အောင် လုပ်နိုင်တယ်မကြည်ညိုသူကိုကြည်ညိုအောင် လုပ်နိုင်တယ်မလိမ္မာသူကိုလိမ္မာအောင်လုပ်နိုင်တယ်မေတ္တာဆွမ်းအားနဲ့အကြောင်းဦးဇနောတက္ကရာကမတွေလည်းပဲကဘာကြီးကိုငြိမ်းချမ်းစေခြင်းနဲ့ဆိုလို့ရှိရင်မေတ္တာတရားကိုကိုစီကိုကအကျင့်သုံးသင့်တယ်လို့နားလည်ကြရမှာဖြစ်တယ်။ဒါဒီနေ့အလို့ရှင်များနဲ့တကွာဓမ္မမိတ်ဆွေများအားလုံး မြတ်စွာဘုရားရဲ့မေတ္တာဆွမ်းအားတရားဒေသနာတော်ကို나ယူမသားကြပြီးတော့မိမိတို့ကိုယ်တိုင်လည်းပဲမေတ္တာတရားကိုကျင့်သုံးမိမိတို့ရဲ့မိတ်ဆွေတငယ်ချင်းများကိုလည်းမေတ္တာတရားကိုကျင့်သုံးစေပြီးတော့မိမိတို့နေထိုင်ရာလောကကြီးငြိမ်းချမ်းအောင်ကိုယ်စီကိုယ်စီကျင့်သုံးနိုင်ကြပါစေကုန်သတည်း